မိန်းကလေးတယောက်ရဲ့ဘဝမှာတန်ဖိုးရှိဆုံးအရာကအဆက်သိက္ခာနဲ့ကိုကျင့်တရားဆိုတဲ့ဝိယုံကလေးပဲဖြစ်ပါတယ်။အဲဒီဝိယုံကလေးကိုမစွန့်ပြီးမညစ်ညွန့်အောင် ထိမ့်သိမ်းဆောက်ရှောက်ပေးခြင်းရလေမိန်းကလေးတယောက်ရဲ့တန်ဖိုးပါပဲ။ဒါကြောင့်ကိုတစ်ခုခုကိုလှုပ်တော့မယ်ဆိုရင်ပထမဆုံးစဉ်းစားရမှာကဒီလောက်ကကိုရဲ့အဆက်သိက္ခာဝိယုံလေးကိုထိခိုက်ညှိုးနှဲစေနိုင်မလားဆိုတာကိုအရင်ဆုံးစဉ်းစားပေးပါ။ ိုယ့်ရဲ့ဝိယုံလေးကိုညှဉ်းနွမ်းဆွန့်ပစ်စေမယ့်အလုပ်မျိုးဆိုရင်မလုပ်မိအောင်စောင့်ထိန်ပါကိုယ့်ရဲ့အရှက်တိတ်ခါဝိယုံလေးကိုတန်မှုမထတတ်တဲ့သူ ထိခိုက်ဆွန့်ပစ်အောင်လုပ်မဲ့သူတွေနဲ့အဝေးဆုံးမှနေပါဒီဝိယုံလေးကိုအမျက်တနိုးတန်မှုထားပြီးဆောင်းလျှောက်ပေးနိုင်တဲ့သူရဲ့အနားမှာသာနေပါ